အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ4ရက်ဗုဒ္ဓဦးနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မော်ဘီလေတာထဲမှာ Euro Corporator ၄စီး Miss MD တစ်စီး Mid 29ကိုးစီးနဲ့ Wine တွဲတည်ယူဖို့ဆောင်ရင်းနေရင်၃စီးလက်ရှိစုဖွဲ့ထားတာဖြစ်ပါတယ်ရန်ကုန်ခြေစိုက်ဒေသစခန်းဌာနချုပ်တွေဟာကရင်မွန်နဲ့ကယန်းရန်ဒေသတွေကိုဒုက္ခပေးဆုံးဖြစ်ပါတယ် ။မကွေတိုင်းဗရန်တန်နဲ့နိုင်ရီကန်တိုက်ပွဲအပြင်းထန်ဆုံးအဆင့်လို့ပြောရမှာဖြစ်ပါတယ်။ဂျမန်နေ့နေ့လည်း2နာရီလောက်မှာတိုက်ပွဲခဏရပ်သွားပြီးညနေပိုင်းမှာပုံမူပြင်းထန်လာတာဖြစ်ပါတယ်။ကဘာလုံးစခန်းလို့ခေါ်တဲ့နေရာကိုပိတ်ဆို့ဖြတ်တောက်နိုင်လိုက်ပြီလို့ယူဆရပါတယ်။အဆိုပါစခန်းမှာဒုတမမှုထိုင်တာဖြစ်ပြီးရလိုက်ရင်တော့ညင်ကြရအောင်မှာဖြစ်ပါတယ်။ခုတ်ဝရွာထဲမှာအင်အား30ထက်စကြောင်းဝင်ရောက်နေတာရှိပြီးနိုင်ရီကန်ဘက်ကိုတက်လာနိုင်ွယ်ရှိပါတယ်။ ဂျမန်လေးည7နာရီထုတ်ကန်ဒီမှာတော့အခုတ်ကူကနေထွက်လာတဲ့ရိခါရင်နှန်းကြီးအောင်ဒေသခေါ်စခန်းကန်းခွဲသို့ဝင်ရောက်လာပြီးညောင်ချစ်ပင်ဖုံကြီးကျောင်းအတွင်းရှင်ပြေးရင်နှန်းဝင်ရောက်လာတယ်လို့သိရှိရပါတယ်။ချင်းပြည်နယ်ကလေးတိလိန်လမ်းမော်ကစိုင်းရင်ကိုခြေတက်နေတဲ့စစ်ရင်နှန်းတချို့ပြန်ပြီးဗက်ကီယာထိုးနေပြီဖြစ်ပါတယ်။မမိုက်သားတွေကိုရင်မော်ကလည်းဆင်ခိုင်းပြီးလမ်းလျှောက်ခြေတက်ရမယ်အနေထားဖြစ်ပါတယ်။ကားပေါ်မှာချင်းညာတောင်းနဲ့ရိခါခဲယံ ဗီလာနာတွေကိုခြံခဲ့ပြီးကြံလူတွေကကားရှိကနေလမ်းလျှောက်ချီတဲ့မော်တော်ယာဉ်ကနောက်ကနေဖြည်းဖြည်းချင်းပေါ်အဲ့ဒါလိုနီးစနစ်ဖြစ်ပါတယ်။ကြုံမှုသမျှတော့အဲ့ဒီစနစ်ဟာကားသမားကတော့စီတွက်ချင်မကန်ဘူးဖြစ်တယ်လို့ညှိတွားခဲ့တာမှတ်မိပါသေးတယ်။ကလေးဝနေမြန်ကန်တရင်ဖြစ်တဲ့အမှတ်361ခြေမြန်တရင်ရန်တိုက်တလုံးတမြန်လေးကပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။ခြေလင်းခြေမြန်တရင်တွေမှာလက်နက်နဲ့ကြီးစံများကတော့တရင်ပုံကင်းမှာတင်ဆဲထားရှိတာဖြစ်ပြီးလက်ပြုံနဲ့ 40မမဘုံသီးများကအစသူ့ထက်ကြီးတဲ့ခေယံဘုံသီးတွေကိုခေယံတိုင်အတွင်းမှာထိမ့်သိမ်းထားရှိတာဖြစ်ပါတယ်။ခေယံတိုင်အကြီးနှလုံးအတိတ်တလုံးရှိတာဖြစ်ပြီးရေဘူးရအဖြစ်တရင်ယုံတဲ့ဘုံကင်းကြားမှာတိဆောက်ထားလေရှိပါတယ်။ဂျမ်းဆိုတာအစပြိုးမှုတစ်ခုခုရှိမှသာပောက်ကွဲလေရှိတာမို့လက်နဲ့ခေယံတိုင်တာဝန်ခံအချက်ကြီးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရှိရပါတယ်။ခေယံမိကျောက်ရဲ့အဓိကရန်သူကြီး၅မျိုးရှိပါတယ်။အခုတော့မေ့နေသေးလို့နောင်ပြန်သတိရရင်ပြောပြပေးပါမယ်။ ။စကိုင်းတိုင်းရှင်ဘုံမြို့နယ်အတွင်းတမြန်လေးကကားညနာယုံလုံုံအေးတာဝန်ယူနေတဲ့အမှတ်30ရဲတပ်ရင်းကတပ်ဖွဲ့ဝင်စိုးတန်းကိုအမှတ်ခွန်ရက်ွက်တရေကုန်းရက်ကိုတွာလာနေစဉ်ကာကွယ်ရေးအင်အားစုတွေဖမ်းဆီးနိုင်ခဲ့တာရှိပါတယ်။အဆိုပါကားညနာယုံလုံုံအေးစကန်းဟာပတ်ဝန်းကျင်နဲ့မြို့ဆောင်လမ်းကိုထိမ့်ချုပ်ထားတာဖြစ်ပြီးစစ်သား20ရဲ30အဆိုပါကားညနာယုံလုံုံအေးစကန်းဟာ ပတ်ဝန်းကျင်နဲ့မြို့ဆောင်လမ်းကိုထိရောက်ထားတာဖြစ်ပြီးစစ်သား20နဲ့ရဲသား25ယောက်အထိုင်ချထားတာဖြစ်ပါတယ်။အညာမြေမှာတော့အကောင်ကြီးတွေဒီစုနေတာလို့ပြောရမှာဖြစ်ပါတယ်။စကိုင်းမှာအမတ်၆စစ်စင်ရင်ထူပွဲမှုဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံရောက်နေတယ်လို့ခန်းဒီမှာလည်းအမတ်၁စစ်စင်ရင်ထူပွဲမှုကျောင်းနဲ့ကိုကိုဦးနဲ့စစ်တိုင်းမှုမျိုးမင်းထွေးတို့ရှမ်းပြည်ပြည်သူစစ်တွေကိုလက်နဲ့တပ်ဆင်ပေးဖို့အစွန်းရင်းနေတာရှိပါတယ်။ကချင်ပြည်နယ်ဗမာမျိုးသိမ်းတိုက်ပွဲထပ်မံပြင်းထန်မှုအရှိန်ယူနေပြီဖြစ်ပါတယ်။ လက်ရှိကာလမှာတော့တိုက်စစ်ဆင်မှုအကောင်းဆုံးအနေထားရောက်ရှိအောင်အင်အားခဲယမ်းပြန်လည်စုဖွဲ့နေတယ်လို့ခံမှန်းယူဆရပါတယ်။ဗမာဘုသိမ့်ပိုက်ရရှိပြီးဆိုပါရင်ချွေကူပါတလက်စာတဲ့သိမ့်ပိုက်ပြီးကချင်စကိုင်းတောင်စလတ်မြေတစ်ဆက်တည်းဖြစ်လာမဲ့မဟာဗျူဟာတွေရှိနေနိုင်တယ်လို့မှန်းဆရပါတယ်။ဖားကမှာတော့စစ်ကောင်စီဟာရန်ကုန်တောင်တွေကိုတိုက်ခိုက်ဖျက်ဆီးနေတာဖြစ်ပါတယ်။ထရဘုံချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဝန်ထမ်း၃ဦးသေဆုံးအယောက်30ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖျားကြောင်းနဲ့နေအိမ်35လုံးကပျက်စီးခဲ့ရပါတယ်။အဆိုပါရန်တွေအများစုဟာကာကွယ်ရေးပစ္စည်းစက်ရုံတွေစီကနေဝယ်ယူရတာဖြစ်ပါတယ်။ဒီပြည်နယ်အတွင်းနေဆက်တချို့ကစစ်ကောင်စီရဲ့မဆုတ်တမ်းခံစစ်စခန်းကြီးတွေဇက်တိုက်သိမ်းပိုက်ရရှိနေတဲ့ကရင်ပူပေါင်းတပ်တွေဟာအောင်စိတ်တွေကြီးထွားလာနေပြီဖြစ်ပါတယ်။ကျုံလုံးနဲ့ကော့ဂရိတ်မျိုးတွေကိုလည်းပိတ်ဆို့ဖြတ်တောက်ထားတာ ဒေါနာတောင်ကျော်ဘော်ကစစ်ကြောင်းဟာလည်းအမဲ့ကျွေးအစိမ့်ကျွေးနဲ့တဖြည်းဖြည်းချင်းလုံးဝပါနေပြီဖြစ်ပါတယ်။လက်ရှိမှာလည်းကြံရှိနေတဲ့ဝေါ်လီနဲ့ဥက္ကဋ္ဌစခန်းကြီးတွေကိုဆက်လက်တိုက်စစ်ဆင်အောင်မှာဖြစ်တယ်လို့မှန်းဆရပါတယ်။ဒီဘိုးစခန်းဟာပြီးခဲ့တဲ့2022ခုနှစ်မေလနဲ့ဥက္ကဋ္ဌစခန်းဟာဇွန်လဝင်းကျင်လောက်မှာစစ်ကောင်စီလက်လွတ်ခဲ့ရပြီးညီတိကာလာအတွင်းမှာစစ်ကောင်စီဘက်ကပြန်လည်ရရှိသွားတယ်ဆိုတဲ့သတင်းကတော့ပျောက်ဆုံးနေသေးဖြစ်ပါတယ်။ တေဘဘုတ်စခန်းကိုတော့စစ်ကောင်စီအပြီးအပိုင်လက်လွတ်ရပြီလို့ထုတ်ပြန်ကြေညာခဲ့တယ်လို့ဥက္ကဋ္ဌစခန်းကိုရရှိပြီလို့လွန်ခဲ့တဲ့၃နှစ်ကတရားဝင်အတည်ပြုထားတာရှိပါတယ်။စခန်းတစ်ခုကိုကာဝေးအင်အားစုတွေဟာစီးနင်းတိုက်ခိုက်ဖြည့်ဆည်းပြီးပြန်လည်ဆုတ်ခွာခဲ့ခြင်းလို့စစ်ကောင်စီကပြန်လည်တိုက်စစ်ဆင်ပြီးပြန်ရသွားတာလို့ညဝီညိုသိမ့်တိုက်ပွဲဆင်နွှဲဖို့ကာလရှည်စီမံချက်ရေးဆွဲခဲ့ပြီး မြို့ဝင်ဆိုင်ဘုတ်မှာသာအဆုံးသက်သွားရတယ်ဆိုပေမဲ့ချစ်ကြည်ရတာဖြစ်ကစင်ကလေးရဖျက်ပြရတဲ့စံပါမှုကိုတက်ဖြတ်တုတ်တင်နိုင်ခဲ့တဲ့အမှတ်တမ်းနဲ့သာကြီးနှက်ခဲ့ရတာရှိပူးရတယ်။ KB နဲ့အတွင်းမှာဆော့ချစ်သူဦးစီးတဲ့ BGF နဲ့ DKB အကြမ်းဖက်စစ်တပ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေသေးတော့မြို့သိမ်းတိုက်ပွဲတွေပေါ်ဆောင်နိုင်မှုခက်ခဲနေဦးမှာဖြစ်ပါတယ်။၎င်းဖွဲ့တွေစစ်အုပ်စုပေါ်တစ္ဆာခံနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ BGF DKB တို့ဟာမြို့ပေါ်ကွက်ကွက်လေးထိ ंछ ုပ်ထားပြီး ကရင်ဒေါ်လာရေးတပ်ပေါင်းစုတွေကတော့နေသားတချို့ကိုထိတ်ချုပ်ထားမဲ့အနေထားတရမျှတာရှိနေအောင်မှာဖြစ်တယ်လို့အမှန်းဆရပါတယ်။ဒါပေမဲ့ဂျမန်လေးကစတင်ပြီးညောင်ရီမျိုးက PGF နဲ့ PKB ထိပ်ပိုင်းခေါင်းဆောင်အချုပ်ထိုင်းနိုင်ငံမဲဆောင်မျိုးကိုမိသားစုတွေစတင်ပြောင်းရွှေ့နေကြပြီလို့သိရပါတယ်။ဒီလိုပင်ဖြစ်စေလက်ရှိအချိန်မှာတော့ကလဲတို့ခန်းစစ်စခန်းအပြင်ကနယ်လေးစခန်းဘရင်အောင်စခန်းအစရှိတာတွေကိုစစ်ကောင်စီအားဇက်တိုက်လက်လွတ်လိုက်ရပြီဖြစ်တဲ့အတွက်လွန်ခဲ့သော၃နှစ်ခန့်ကဆွလွတ်ထားမှုသာဖြစ်တဲ့ ဥက္ကဋ္ဌစခန်းကငနာတွေလဲအထုပ်ပိုးပြင်ပြီးစောင့်နေမှာသိကြမယ်ဖြစ်ပါတယ်အခုနောက်ဆုံးအချိန်မှာတော့လွန်ခဲ့တဲ့၃နှစ်ဝင်းကျင်ကတကြိမ်လက်လွတ်ခဲ့ရဝူးတဲ့တေဘောဘူးစခန်းကြီးကိုနှစ်ထပ်ကွန်းဒုတိယချိန်မြောက်ထပ်မံသိမ့်ပိုက်နိုင်ခဲ့ပြီဖြစ်ပါကြောင်းဂုံပြုတ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရဲ့